ဒီခေါက်ဗီဒီယိုက တော့အထက်ခတာတီကာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ထေရဝါဒရဲ့ပိစုံပံကမ္မဝါဒရဲ့အမြင်ပေါ့နော်အဲ့တော့ထေရဝါဒဆရာတော်အနေနဲ့ကျွန်တော်တို့ဒါရှင်ဘယလင်္ကာရရဲ့မေးဖြေတစ်ခုကိုတွေ့ထားတယ်အဲသူကတော့ဒါယုံတယ်ပေါ့နော်အထက်ခတာတွေယုံတယ်အဲတစ်ဖက်ကဒါအရှင်ညာနာကတော့ဒီအထက်ခတာတွေကိုအဓိကရေးသွားတယ်ရှင်မဘုဒ္ဓကောသကိုနောက်ဖြစ်လာမဲ့ဒါဘုန်းကြီးတွေရဲ့အုံနောက်ကိုဖောက်စားတယ်လို့တော့မှအရှင်ညာနာကတော့ပြောတယ်ဒီဝါရဏခုကဒီအထက်ခတာကိုဘာကြောင့်အမြင်ကွဲကြတယ်လဲပေါ့နော် ဘယ်နေရာမှာစပြီးကွဲကြသလဲဘလို့အကြောင်းအရာတွေ့ကြောင်းလဲပေါ့နော်အဲ့ဒီအကြောင်းအရာကိုပါကျွန်တော်တို့ကဒါချဲ့ပြီးတွေးလို့ရတယ်ပေါ့နော်ဒီကုမေရှားခွင့်ပြုပါအရှင်ဗျာရှင်မြကုနာကပြောလိုက်တဲ့အချိန်မှာအထကထာတို့ဘာလို့သိရရပေါ့ရှင်မြအထကထာတို့တိကာရီဆိုတာပျော်တိုင်းယုံသိမ့်ပါသလားဗျာဘလို့ပုံပုံမျိုးတွေကအထကထာတိကာရီကိုရေးဖွဲ့ကြလေးရှိပါသလဲရှင်ဗျာအထကထာတို့ကိုဦးစင်းအောင်ယုံတယ်ဆရာတော်ကြီးတွေလည်းယုံတယ်ဘာဖြစ်လို့ယုံတယ်လဲဆိုတော့အထကထာဆရာဆိုတာအရှင်မဘုဒ္ဓဂေါတမမဟုတ်ဘူး နော်ရှစ်ရှစ်ယဟန္တာအရှင်သူမြတ်ကြီးတွေပြောခဲ့တဲ့စကားနော်ယဟန္တာကြီးတွေဟာမဟုတ်မှန်တော့မပြောတာသိချားတယ်နော်ဦးဇင်းတို့အဲ့ဒါကြောင့်ဂျုံတာပြီးရင်ယဟန္တာတွေကတာမန်ယဟန္တာတွေမဟုတ်ဘူးတကယ်ပိတကယ်အကျော်မော်ယဟန္တာကြီးတွေပြီးရင်ဒီပရိသမိတာပတ္တနော်ဒီဘုရားရှင်ရဲ့အလိုကိုသိတော်မူတဲ့ယဟန္တာကြီးတွေဖြစ်တယ်အဲ့တော့သူတို့ကမဟုတ်မှန်စိတ်ကူးယင်ပြီးတော့ရေးခဲ့မှာမဟုတ်ဘူးเนาะအဲ့တော့အဲ့ဒီရှေ့ရှေ့ယဟန္တာရှိသူမြတ်ကြီးတွေကတပည့်တွေကိုပို့ချရှင်းပြခဲ့တယ်အဲ့ဒါတွေကိုမှတ်တမ်းတင်ထားခဲ့ပြီးတော့ထက္ကနာစာအုပ်ဆိုတာဖြစ်လာတာ ဒါကိုဦးဇင်းတို့တီဟိုရောက်တဲ့အခါမှာအရှင်မဘုရားခေါ်တာကနေပြီးတော့ကျင်းတာတွေကိုနည်းနည်းလေးချက်ပေးတယ်ဟိုဟိုကျဲတာတွေကိုပြန်ချုံးပေးတယ်သူ translate လုပ်ပေးတာပေါ့နော်ပါဠိဘာသာနဲ့ translate ပြန်လုပ်ပေးတယ်အဲ့တော့အရှင်မဘုရားခေါ်တာဆိုရင်ဦးဇင်းတို့ယုံကြည်မှယုံပါအရှင်မဘုရားခေါ်တာမဟုတ်ဘူးထက်ကတာဆရာဆိုတာကချစ်ချစ်ရဟန္တာကြီးတွေကိုပြောနေတာအဲ့တော့အရှင်မဘုရားခေါ်တာရဲ့ကိုပိုင်အယူအဆကတပ်တက်ကိုရှိပြီးသား သူဒီထက္ကနာကျမ်းတွေကိုရေးရင်းနဲ့တချို့ဟာလေးတွေရှင်နာရှင်မဘောဒကောတာကိုတိုင်သူ့ရဲ့အာဘောသူ့ရဲ့အယူဆကိုထည့်သွင်းထားတာလေးတွေရှိတယ်အဲ့ဒါသူ့တသက်ကိုသူရေးထားပြီးသားဒါကသူ့အယူဆဖြစ်ပါတယ်ဆိုတာလေးကိုသူပေးထားပြီးသားပြောထားပြီးသားသူ့အယူဆိုလို့ရှင်တော့ဦးဇုံစဉ်းစားလို့ရတယ်ရှင်မဘောဒကောတာရဲ့အယူဆတတ်တတ်တာဆိုရင်ဦးဇုံကတတိယလက်ခံမှာမဟုတ်ဘူးဒါတော့စဉ်းစားစရာရှိတယ်ပေါ့နော်ပါဠိတော်တွေနဲ့တိုက်ကြည့်မယ်ဒါတော့လက်ခံလို့မရဘူးဆိုပေရှင်မဘောဒကောတာရဲ့ဝါဒဆိုရင်ဦးဇုံပယ်ချင်ပယ်လိုက်လို့ရတယ်ပြဿနာမရှိဘူးဒါပေမဲ့အရှင်မဘုဒ္ဓကောသဝါဒမဟုတ်ဘဲနဲ့ရှစ်ရှစ်ရဟန္တာကြီးတွေရဲ့ဝါဒဆိုလို့မပယ်ရဲဘူး ဲ့တော့ရဟန္တာကြီးတွေကကိုယ့်ထက်အများကြီးတက်တယ်သူတို့တွေဒီဒီသူတို့ရဲ့ဉာဏ်ပေါ့နော်ဉာဏ်ဆိုတာရိုးရိုးဉာဏ်မဟုတ်ဒီပရိသတ်မိတာပတ္တဉာဏ်ဆိုတာရှိတယ်သူတို့ကအရင်ကိုသဘောပေါက်နားလည်တဲ့ဉာဏ်တွေပိဋကတ်တွေပေါ်မှာဆိုတော့ဒီဉာဏ်တွေနဲ့ပူချခဲ့တဲ့ကျမ်းစာတွေဆိုတော့ဦးဇင်းတို့ရဲ့တာမန်ဉာဏ်တစ်ခုနဲ့လိုက်မိနိုင်မှာမဟုတ်ဘူးတချို့ဟာတွေကဒါကြောင့်ကိုယ်ဉာဏ်မမီုံနဲ့လက်မခံဘူးဆိုရင်ကိုမှားသွားနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ကထက်ကတာကိုရှုံနေဆိုတော့အဲ့ဒါပြောတာရှင်မဘုန်းတော်ကိုတော့ရှုံတာမဟုတ်ဘူးရှေ့ရှေ့ရဟန္တာကြီးတွေကိုရှုံတာ အဲ့တော့ဦးဇနုဆိုရင်တော့ကိုပြောလိုက်တဲ့စကားမှားသွားမလားဆိုအများကြီးကြူးဆိုင်တယ်ကိုရေးလိုက်တဲ့စကားမှားသွားမလားမှားရင်လည်းပြင်ဖို့ဘုံမလေးဘူးလေကိုထောက်ပြခဲ့တဲ့စကားပြန်လေ့လာနေပြန်ကြည့်တယ်ဆရာတော်ကြီးတွေကိုမေးကြည့်တယ်ဟုတ်တယ်မှားတယ်ဆိုရင်ချက်ချင်းဝန်ခံတယ်ချက်ချင်းပြန်ပြင်တယ်စောက်တွေမှာမှားလိုက်လို့ရှိရင်လည်းနောက်နောက်ထုတ်လို့ရှိရင်အမားတွေပြန်ပြန်ပြင်ပြီးထုတ်တယ်ပေါ့နော်ဘာလို့လဲကိုကြောင့်သူများအယူမှားရေးကိုလက်ခံသွားမှာကိုဦးဇနုမလိုလားဘူး တော့ဥစဉ်လို့တာမန်ပုံကိုတယောက်တော်မှာဒီလိုမျိုးစိုးရင်စိတ်ရှိတယ်ဆိုရင်ရှစ်ချစ်သူတော်ကောင်းကြီးတွေကဘာလို့မစိုးရင်ရမှာလဲသူတို့ကချက်ချက်ပြီးတော့ရေးခဲမှာလားပေါ့ဥစဉ်တွေးကြည့်ပါလေကိုချင်းစာကြည့်တယ်လေငါတော်မှာစာရင်မမားရောင်ကယူဆိုင်တယ်ပေါ့နော်ဟောတဲ့အခါမှာမမားရောင်ကယူဆိုင်တယ်ဆိုဒီရှစ်ချစ်ဆရာတော်ကြီးတွေသူတော်ကောင်းကြီးတွေဟာဘူပောက်တဲ့ကြရရေးခဲမှာမဟုတ်ဘူးသူများကအယူမှားကြီးတွေကိုပေးခံမှာမဟုတ်ဘူး။အဲကြောင့်ယုံတယ်ဦးဇင်းတို့ကအဲကြောင့်ပြောတာနော်။အဲကြောင့်ချစ်ချစ်အရဟန္တာကြီးတွေကိုရေးခဲ့တဲ့အထက်ကရာမို့လို့ယုံတယ်နော်လို့ပြောတာ။ဟုတ်။အထက်ကရာဆိုတော့နည်းနည်းလေးတော့ပြောလိုက်မယ်လေ။တချို့ကအထက်ကရာကိုအာမနာပြောကြတာရှိတယ်။ဟိုတနေ့ကဦးဇင်းပြော ိုဒီနေ့ကဦးသိန်းပြောပါတယ်ဟိုအထက်ခရာဆိုတာကိုဘာဖြစ်လို့တံပြန်မြုပ်ခိုင်းလဲဆိုတော့ဘုရားစကားနဲ့အတူတူပဲထက်ခရာကအဲတူကဘယ်လိုလဲဆိုတော့ဗုဒ္ဓတန်ဝဏိတထက်ခရာဆိုတာရှိတယ်တူကမြတ်စွာဘုရားရှင်ကတရားတော်တွေကိုဟောလိုက်တယ်ဟောလိုက်တဲ့အခါမှာမရှင်းမလင်းတာတွေလည်းရှိကောင်းရှိနိုင်တယ်ဒါအဲ့ဒါတွေကိုနောက်ပိုင်းတူကမေးကြမှာဘုရားကိုမေးကြမှာပဲအဲ့ဒီမေးတာတွေကျတော့မတန်းတဲ့မှာမပါတော့ဘူးအဲ့တော့အဲ့ဒီမေးတာတွေကိုတူကဆရာသမားတွေကမှတ်လာပြီးတော့တပည့်တွေကိုပြန်ပြောပြတယ် ဘုရားကဒီသုတ်တန်ကိုဒီလိုမျိုးပြန်ဟောပြန်ရှင်းငါ့ကိုငါသွားမေးတော့ဒီလိုမျိုးရှင်းပြတယ်ဒီလိုဟောပြတယ်ဆိုပြီးတော့ဘုရားစကားတွေကိုသူကပြန်ပြီးတော့တပည့်တွေကိုပြန်ပြောပြတယ်ဒါပေမဲ့အဲ့ဒါတွေကြတော့ပါဠိတော်လိုမခေါ်တော့ဘူးအထက်ကထာလိုခေါ်တယ်သဘောလားမသိဘူးဘုရားရှိခိုးတိုင်းရှင်းပြခဲ့တာဒါပေမဲ့အဲ့ဒါတွေကိုတော့တပည့်ဆက်ဆက်ဆရာဆက်ဆက်ကတပည့်တွေကိုမှာပခဲ့တယ်ပြောပခဲ့တယ်အဲ့ဒါတွေကိုပါဠိဘာသာနဲ့မှတ်တမ်းကျင်လိုက်တဲ့ခါကျတော့အထက်ကထာဆိုတာဖြစ်လာတာအဲ့ဒီအထက်ကထာစကားကဒီတာမန်လူတယောက်ရေးထားတဲ့စကားမဟုတ်ဘူးဘုရားရှိခိုးတိုင်းထပ်ဆင်ရှင်းခဲ့တဲ့စကားတွေပဲနော် အဲ့တော့ယဟန္တာတွေကိုယ်တိုင်သူတို့ရဲ့တကိုးတွေနဲ့ကြည့်ပြီးတော့ပြန်ရှက်ခဲ့တဲ့စကားတွေ။အဲ့တော့အထက်ကရကဖျားကိုယ်တိုင်ရှက်ခဲ့တဲ့ထက်ကရာရှိတယ်။ယဟန္တာရှင်သူမြတ်တွေကိုယ်တိုင်ရှက်ခဲ့တဲ့ထက်ကရာရှိတယ်။အဲ့တော့အထက်ကရာမန်သမ ्या တွေပေါ့ပေါ့တန်တန်စကားတွေမဟုတ်ဘူး။တာမန်လူတယောက်ရေးတဲ့ထက်ကရာမဟုတ်ဘူး။ဒါကြောင့်အထက်ကရာဆိုတာဥစ္စလို့မြန်မာနိုင်ငံမှာဆိုရင်ဖျားဟောတဲ့ပုံစံမျိုးအမြဲတမ်းအလေးထားကြတယ်။အဲ့တော့တချို့ဟိုဆရာတော်တွေတို့နိုင်ငံခြားပြန်ဆရာတော်တွေတချို့နိုင်ငံခြားတီဟိုတို့ဘာလို့ပါဆိုရင်ဒါအထက်ကရာကိုတိတ်မလေးမခံလို့ကျင်တယ်သူတို့က။ဒါဖျားစကားမဟုတ်ဘူး။ဂယုမဆိုင်ဘူးဆိုတာမျိုး ကိုနဲ့တန်းလို့သဘောထားကြတယ်အထက်ကရာကိုနားမလဲလားအထက်ကရာဆိုတာဘသူကြီးစလဲလို့မေးရင်အရှင်မဘုရားခွန်တာမဟုတ်ဘူးအရှင်မဘုရားခွန်တာကသူက translator ပဲလေသူက writer မဟုတ်ဘူးပိုင်ရှင်မဟုတ်သူကဘာသာပြန်သူတာဖြစ်တယ်မူရင်းပိုင်ရှင်ကရဟန္တာတွေဖယားရှင်ဖယားရှင်ကိုယ်တိုင်ရှက်ခဲ့တာကိုဆရာတော်ကြီးရဟန္တာရှင်သမက်တွေကသူ့တပည့်တွေကိုမှာခဲ့တာအဲ့ဒါတွေကယင်းနေ့စဉ်ရောဘာပေါ့ဒီ lecture ဆိုပြီးတော့စာအုပ်တွေဖြစ်လာတာပဲအထက်ကရာဆိုတာ lecture တွေပဲပေါ့နော်ဆရာတော်ကြီးတွေရဟန္တာရှင်သမက်ကြီးတွေရပို့ချချက်တွေပဲနော်အဲ့ဒီသဘောအဲ့ဒါတွေကိုယင်းနေ့ခင်မှာအထက်ကရာလို့ခေါ်တာ ဲနောက်ခစ်တွေတောင်းလာတဲ့ခါကျတော့ထက်ကတာထက်ကတာရဲ့ဆိုလိုရင်းတွေကသိနားမလဲတော့စကားလုံးတွေကနည်းနည်းကြစ်လစ်တယ်ပေါ့စကားလုံးကြစ်လစ်တဲ့နောက်ခစ်တွေပြောင်းလာတဲ့ခါကျတော့ဝေါ်ဟာတွေကမတူတော့ဘူးတခြားခစ်မပြောနိုင်လို့ဥပဒေမြန်မာနိုင်ငံမှာတော့မှရှစ်ခစ်ကတုံးတဲ့ဝေါ်ဟာဒီနှစ်ခစ်လူငယ်တွေနားမလဲတော့ဘူးเนาะနားမလဲတော့ရှစ်ခစ်စကားတွေဒီနှစ်ခစ်နားမလဲဘူးအဲ့တော့အဲ့ဒီခါကျတော့အပိဒံဆိုတော့လာပြီမြန်မာအပိဒံတွေပါထုတ်ရတယ်သူတို့ရှင်းရတယ်လေအဲ့လိုတီကားဆိုတာအဲ့ဒါရှင်းတာပဲဒီဝါကြကဘာဆိုလိုတယ်ဒီစကားလုံးကဘာဆိုလိုပါလဲဆိုတာကိုချဲ့တာကိုတီကားလို့ခေါ်တယ်အဲ့တော့တီကားစကားကဒီရဟန္တာတွေရေးတာမဟုတ်တော့ဘူး ကြောင့်ရဟန္တာတွေရေးတာမဟုတ်တဲ့ကြောင့်ဦးဇင်းတို့အရန်ကြီးအလေးမြထားစရာမလိုတော့အနေနဲ့ဖြစ်သွားတာပေါ့။ဒါကြောင့်ဦးဇင်းတို့ပါဠိတော်စကားနဲ့သက္ကတာစကားကိုပဲအလေးနဲ့ထားတယ်။တိဂါစကားကိုအလောက်လေးနဲ့မထားတော့ဘူး။အကြောင်းမြန်မာနိုင်ငံမှာဆိုရင်သက္ကတာစကားဆိုရင်ဖျားဟောပုံစံမျိုးကိုရိုးရိုးသေးသေးဥထရက်ပန်စင်ပြီးတော့လိုက်နာချစ်သုံးကြတယ်။တချို့ကအဲ့ဒါမကြိုက်ဘူး။သက္ကတာစကားကိုဘာဖြစ်လို့အလောက်ထိလေးစားလေးစားနေရတာလဲ။ဒါဖျားစကားမှမဟုတ်တာဆိုဖျားစကားပဲတကယ်တော့။ဟုတ်ပြီနော်။ဒါကြောင့်အဲ့ဒါဖျားရှင်ကဆက်လက်ပြီးတော့ဟောကြားခဲ့တာကိုမတန်းတင်ထားတာအဲ့ဒါကိုအရှင်မဘုဒ္ဓခေါသာကဘာသာပြန်ထားတာ ါကိုနားမလည်လို့အရှင်မဘုရားကဘောဒါကရေးပါတယ်။ तू ကဘာမို့လို့လဲဆိုတာမျိုးတွေပြောလာကြတယ်။ तू ကဘာမှမဟုတ်ပါဘူး။ဒါပေမဲ့မူလရေးခဲ့တဲ့ပုံကိုယ်ကယဟန်နာတွေပါ။နားရေးဟန်နာ။အဲ့ဒါကိုတီဟိုမှာဟောခေါ်တယ်။မဟာထက္ကရာလို့ခေါ်တယ်။မူရင်းထက္ကရာကိုလေ။မူရင်းထက္ကရာကိုမဟာထက္ကရာလို့ခေါ်တယ်။အဲ့ဒီမဟာထက္ကရာအရန်ကျယ်တယ်။အရန်ကျယ်တော့ဟိုစာအုပ်ကြီးတွေရေးမဲ့ဆိုထူမှာပေါ့နော်။အဲကြောင့် translator ဖြစ်တဲ့အရှင်မဘုရားကတော့နည်းနည်းလေးကျင်းလိုက်တယ်။ तो ဒါဘာသာပြန်လို့ထုံးတယ်မယ်လေ။ဘာသာပြန်တဲ့သူတွေကဣတိမလွဲဘာသာပြန်တာမဟုတ်ဘူးလေ။ ဝက်ကြတူတယ်ဆိုရင်ချုံလိုက်တယ်နော်အဲ့လိုမျိုးနေနည်းနည်းလေးနားမလည်နေတဲ့ဥစားစီနည်းနည်းလေးတစ်ချက်ချက်လိုက်မယ်ဒီလောက်ပဲကွာတာမူရင်းအတိတ်ပဲလုံးဝမပြတ်ဘူးအဲ့တော့ဘာသာပြန်သူသည်မူရင်းအတိတ်ပဲကိုပြတ်လို့မရအောင်ဒါဘာသာပြန်သူတို့ရဲ့အစည်းကမ်းပဲတာကအဲကြောင့်ရှင်မဘုဒ္ဓခွန်သားသည်မူရင်းသံဃာဆရာတို့ရဲ့ယဟန္တာတို့ရဲ့အာဘော်ကိုကြော်ပြီးတော့ဘယ်တော့မှမရေးပါဘူးတခါတလေသူတို့သံဃာတွေလစ်လာတဲ့အခါမှာဘာလုပ်လဲဆိုတော့ရှင်တော်ယဟန္တာတွေဖွင့်ဆိုခဲ့တဲ့သံဃာတော်ကိုရှင်မဘုဒ္ဓခွန်သားက "तू မကြိုက်တာလေးတွေရှိတယ်"ဒီနေရာလေးမှာဆိုရင် "तू ဆိုရင်ဘယ်လိုယူဆရှင်တယ်ဗော"သူသူ့ရဲ့ သဘောထားလေးကိုသူပြောပြတာဒီနေရာမှာဆိုရင်တော့ तू ဒီလိုယူဆရှင်နေပေါ့ဒါပေမဲ့လည်းသူ့ယူဆကိုလက်မခံကြပါနဲ့ရှေ့ရှေ့ဆရာတော့ဒီယဟန္တာရှင်သမက်တွေရဲ့ရေးသားခဲ့တဲ့ဥစ္စာကိုလက်ခံကြပါဆို तू မချက်ကလေးပေးထားပြီးသားအဲ့လောက်တိကိုပြောတာနော်သူ့ယူဆကိုသူတိတန့်ပြတယ် तू ကဒါကတော့သူ့ယူဆပါဒါပေမဲ့သူ့ယူဆကိုတော့လက်မခံနဲ့ဒါသူ့ရဲ့အတွေးအပြုပြောတာဖြစ်ပါတယ်ဒါပေမဲ့ရှေ့သူတော်ကောင်းကြီးယဟန္တာတို့ရဲ့ဖွင့်ဆိုချက်ကိုပဲလက်ခံကြပါဆိုတော့ तू အမြဲတမ်းမချက်ကလေးပေးပေးလေးထုံးစံရှိတယ်အဲကြောင့်အရှင်မဗုဒ္ဓဂေါတာသူ့အယူဆကိုဘယ်တော့မှခြေတန်းတင်ပြီးရေးရုံးထုံးစံမရှိဘူး နော်အခြေအနေအဲ့ဒါထက်ကလာကိုမလေးမစားမလုပ်တင်တာပြောတာနော်အဲ့ဒီတော့ဗောနော်ဒီရှေ့ရဲ့ဗီဒီယိုနှစ်ပုဒ်ကိုကြည့်ပြီးတော့ဒါထေရဝါဒရဲ့အဋ္ဌကရာတွေပေါ်မှာဒါယုံကြည်မှုဟာနက်နက်နဲနဲဒါတူးဆွကြည့်လိုက်ရင်အခြေအခြေခံအကြဆုံးကတော့ဒီຢာတွေကိုရေးတဲ့သူကဒီရဟန္တာဖြစ်တယ်ဗောနော်အဲ့တော့အဲ့ဒီမှာအခြေခံအကြဆုံးဖြစ်တာကိုတွားပြီးတော့တွေ့ရတယ် ဆိုရင်ဒါမေးစရာရှိတာကအခုလိုမျိုးဒါရဟနာကြီးတွေရေးတဲ့အထကရာတွေကိုတစ်ဖက်ကဒါပြစ္ဆုတ်ပံကံမဝါဒအရှင်ညာနာကရောပေါ့နော်ဘာလို့မယုံတာတော့ပေါ့မှန်ကတော့ဒါရဟနာတွေရေးတာကိုမယုံတာမဟုတ်ဗျဒီထေရဝါဒကတော့အခုလိုမျိုးဒါအထကရာရေးတဲ့သူတွေကိုရဟနာဖြစ်သတ်မှတ်တယ်ပြစ္ဆုတ်ပံကံမဝါဒကတော့သူတို့ရဲ့စံနှုန်းရပေါ့နော်ဒါအရှင်ညာနာရဲ့စံနှုန်းရဒီတရားရတဲ့သူဖြစ်မတက်မှတ်ဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်အချင်းချုပ်ပေါ့နော် တခုတည်းပဲပြောပြမယ်ကျွန်တော်ရှေ့ဗီဒီယိုမှာလည်းတင်ခဲ့ဘူးတယ် ဲ့ဒါကဘာလဲဆိုရင်ရှင်ညာနာရဲ့ဒီအဝိဇ္ဇာပေါ့နော်အဝိဇ္ဇာကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်တို့ကဒီမသိတာကိုအဝိဇ္ဇာလို့ပဲဒီသုံးတယ်ပေါ့နော်ဒါပေမဲ့ရှင်ညာနာကတော့အဲ့လိုမျိုးမဟုတ်ပြတ်သူ့ရဲ့ဒီအဝိဇ္ဇာဆိုတာကမသိတာမဟုတ်သိတာသိတဲ့ရာအဝိဇ္ဇာဒါပေမဲ့အတိတိုင်းကဒီအဝိဇ္ဇာလားဆိုတော့မဟုတ်ဘူးမရှိတာကိုသိတဲ့ရာမှားပြီးသိတဲ့ရာအဲ့ဒီအတိတရားတွေကအဝိဇ္ဇာတွေဖြစ်တယ်ပေါ့နော်ဟုတ်ပြီပြောချင်တာကဒီအထကရာတွေထဲမှာမြင့်မို့တောင်အကြောင်းပါလာတယ်ဆိုပါတော့ပေါ့နော် ပါလာရဲဆိုရင်ကျွန်တော်တို့အခုချိန်ထိလည်းမြင့်မတော်မတွေ့သေးဘူး။သင်္ချာနာရဲ့ဟောပြောမှုညာတကယ်မရှိတာကိုသိတာကအဝိဇ္ဇာဖြစ်တယ်။အဲ့တော့အဲ့ဒီကျမ်းစာတွေထဲမှာလည်းဒီမရှိတဲ့ဒီမြင့်မတော်ကိုရေးထားတယ်။အဲ့ဒီဒေါတာရေးတဲ့ပုဂ္ဂိုလ်ကပြောလဲအဝိဇ္ဇာမခင်သေးဘူး။အဲ့တော့ကျွန်တော်အဓိကပြောချင်တာကဒီဝါဒနှစ်ခုရဲ့ဒီအတ္တကရာဘောယုံကြည်တာမယုံကြည်တာနှစ်ခုကပေါ့နော်။ဒီယဟန္တာစံနှုန်းကနေစပြီးတော့ကွဲလာတဲ့အရာတစ်ခုပဲ။အဲ့တော့ဟာလို့ကိလေသာ၃ခုပါလေလို့မကြည့်လိုက်ကြတာဖြစ်ချင်းလို့ ဗရိယုဌာဏကြီးလေသာဆိုစားကြအကောင်းဆုံးစားကျင်နေဆိုလဲဗရိယုဌာဏထင်တာပဲဗျာဝုဇရာကောင်းကောင်းဝုချင်လဲဗရိယုဌာဏထင်တာပဲဗျာဟာဝုဇရာဝုချင်ကောင်းကောင်းဝုချင်ရမှာဘောလို့ကောင်းကောင်းစားကျင်ရမှာဘောလို့ကောင်းကောင်းဝုရမှာချီးရောင်ကလည်းပိုးပြီးတော့ခိုင်းတယ်အသားကလည်းပိုးပြီးတော့ချောတယ်ဝုလို့လည်းပိုးပြီးတော့ခိုင်းခဲ့မှာမှရှိတယ်ဆိုကောင်းတာဝုချင်ရမှာမဟုတ်ဘူးလားဗျာကောင်းတာတော့ဝုချင်မှုဆိုရင်သူကအဘဒါတာချုပ်တဲ့နေလိုပဲဗျာဒါဟုတ်တယ်မလားနော်အဲ့ဒါကောင်းတာဝုချင်ရမှာပေါ့ အဲ့ဒီကောင်းတာဝေချင်တာကိုတဏှာနဲ့သူကပြောကြပြန်နေတာဒါတဏှာမဟုတ်ဘူးလို့ဒါဆန္ဒပဲလို့ကောင်းတဲ့ဟာကပူပြီးအတုံးကောင်းတဲ့ဟာအတုံးကောင်းတဲ့အတွက်သူကနေဝေချင်တာဆန္ဒပဲလို့ဒါတဏှာမဟုတ်ဘူးလို့အဲ့အခုနပြောခဲ့တဲ့အနုတ္တမျက်စိနဲ့မြင်လို့အမြင်မှားပြီးတခါလာသူစိတ်တွေထလာတဲ့ဟာကပါပရိယုဌာနလို့အဲ့ဒီပရိယုဌာနမလို့ရမနေနိုင်ပါဘူးအထိသူကဖြစ်လာပြီဆိုတဲ့အခါကျတော့ ။ဩအကြီးကျယ်တူတနာဖြစ်လာပြီဆိုရင်အဲထထုတ်တော့တာလို့အဲဒီကမျိုးလို့အဲဒီကမျိုးထထုတ်တော့အဝိဒိကမဖြစ်တာ။အဲ့တော့ပြောမယ်ဆိုရင်တော့ဒီဝိဒိကမရဲ့အနုတရရဲ့ပရိယုဌာနရဲ့ဒီလူလေပတ်နေတာလို့အဲ့တော့ပြောမယ်ဆိုရင်တော့ဒါရီယာတကယ်ကိုမသိနိုင်တဲ့အရာဟုတ်ကိုမဟုတ်ဘူးတကယ်ကိုထင်ထင်ရှားရှားနဲ့ဒီသင်သာမြင်သာရှိရှိကြီးနဲ့သိနိုင်နေတဲ့အရာကိုဘာကြောင့်လို့ဒီလောက်ခက်နေကြရတာလို့ဆိုရင်တော့ အာဒောဂရတိညာတော်ကြီးကြောက်ခက်နေရတာလို့ဒီလိုလူပြောချင်တယ်ဗျာအဲ့တော့ဒီလိုကတော့အဲ့ဒါကြီးကိုအပြစ်တင်နေတာပဲဒီလိုကတော့အပြစ်တင်တာတက်တက်ကိုမလုပ်တဲ့ဟာမလို့တင်တာမဟုတ်ပါဘူးဗျာဒီလိုလေအဲ့ဒီတော်ကြီးတိုးရတာအတော်ကြီးငွေပါတယ်တော်ရင်ခွဲကမှအော်ခဲ့ရတာပါဟုတ်တယ်အတော်ကြီးငွေပါတယ်ဗျာဒီတော့ဝါသနာကိုမပါဘူးအဲ့ဒါကြီးလောက်ရတာဟုတ်ဝါသနာမပါဘူးပဲလို့လည်းပဲတို့ဗျာဘာမှန်းပြောခဲ့တော့မှုလို့တိအောင်ကတော့လုံမကန်ငါလို့ငယ်ငယ်ကစိတ်ရှိတယ်ပေါ့ဗျာ တော့ထမှာဖြစ်တဲ့အတွက်ကတော့ဘာပွဲရခြင်းနဲ့ညာပွဲရခြင်းကတော့မဖြစ်ဘူးဗျာမဖြစ်ပေမဲ့တို့ဗျာဘာပြောခဲ့တယ်လဲဆိုတာသိဖို့ရငါတော့အထောက်ကရညာတော့ကြည်မှဖြစ်မှာဆိုပြီးလောက်ရတာပေါ့ဗျာဒါပြင်းနေအတော့ကိုပြင်းနေတပိတော့အဲ့လိုမျိုးလောက်ရတာပေါ့ဗျာစိတ်မပါဘူးဗျာစိတ်မပါဘူးလည်းမလွှဲတာလောက်ရတာပေါ့ဗျာဒါအမင်းဆုံးနဲ့မြင်းမရဆုံးပါဘူးခုနခုနအထောက်ကရညာတမတွေ့ခင်ခုနဦးစင်းရွတ်တဲ့ဗျာလာပါကုလားစရာမိတ်ဆရာကြီးအော်ရတာဗျာရှိဖို့မလို့ပြောချင်တာ ဟုတ်တယ်ဗျအဲ့ဒါကိုပေးတဲ့သူကတော့တော်တော်စားတိုင်းရှည်ကြီးလောက်ပြီးတော့ဘောမလွှဲအောင်မချော်တော့ပေးခဲ့ရှာတာပဲဗျပေးခဲ့ရှာပေမဲ့ဒီလိုတော့ဘာမှမမသိတာပြီးအောင်ကလည်းပဲဘာမှမမသိနေတာတင်းအောင်ကလည်းသူတို့ကမတတ်တာအဲ့လိုဆိုလဲပြီးပြီဗျာရှင်ဘုရားကတော့နောက်ပဲသူတို့ကကောက်ကောက်လိုက်နေကြရတာဆိုတော့ရှင်ဘုရားကတော့အတော့ကိုဆိုးလာကြတာပြောဘုရားကဘုန်းကြီးတွေရဲ့အုံနောက်တွေကိုအကုန်ဖောက်ပြီးတော့ကိုပြောမစင်တော့ ဧည့်သာချင်းနဲ့ထည့်ပြင်နေတာလို့တောင်ပြောချင်ပါဘူး။သူစားပြင်နေတာလို့တောင်ပြောစားပြင်နေရတယ်လို့တောင်မပြောချင်ပါဘူး။အာတော့ကိုမိုက်တဲ့ဘုန်းကြီးတွေကအဲ့ဒီဘုန်းကြီးတွေကဆက်တယ်။သူတို့နောက်ကိုလည်းဘယ်သူမှလှန်နိုင်ဘူးဗျာ။ဒီတော့ဘုန်းကြီးတွေကလည်းသဘောကောင်းလိုက်တာပါရှင်ဗျာ။လူကကြောက်ကြီးသွားတာဗျာ။သူတို့ကကြောက်ကြီးသွားတာ။ဘယ်လိုလုပ်လို့ခြောက်လိုက်တော့မဖြစ်ဘူး။အမှားတော့သူကဗုဒ္ဓမတင်ဘူးလို့ပြောကြတာကိုလုံးဝလက်ခံမှာပါ။ လူကတော့ပြောလာတော့ဟုတ်ပေါ့လောက်ပါဦးရာဗုဒ္ဓမတင်ယူဆိုတာနောက်သူနောက်သူတွေကနေပြီးတော့အထင်ကြီးပြီးတော့ဆောက်ရတာဆောင်းဆောင်းဆောင်းဆင်းရဲတဲ့ခုအချိန်နဲ့၃ရင်၃ရင်ဟုတ်တယ်ဗျာဟုတ်တယ်အဲ့တော့သူ့ကိုလက်နဲ့ဆင်းနေတုံးလာတဲ့ပါမှာတပိတော်တို့ဘုန်းကြီးရဲ့ဘဝလေးကိုပြေးစီတာကတော့နောက်ဆုံးလက်နဲ့ကတော့သူပဲဗျာနောက်ဆုံးလက်နဲ့ရဲ့ရှေ့မှာတော့ရှိပါတယ်ကဲအများကြီးပေါ့ဗျာရှင်မောဂလိဗုဒ္ဓတိတ်တာတို့ရောဘုသူပြောပေါ့ဗျာဒါပဋိဒါဝိဒါမဲ့ရေးတဲ့ပုဂ္ဂိုလ်တွေ အဲ့တော့မိလိနာပညာဝတ္ထုရေးတဲ့ပုံကိုယ်တွေသန့်ရှိပြန်အများကြီးရှိပါလေဒါခေါရကနေကြရနောက်ပိုင်းကျန်နေပေါ့ဗျာအာလို့ဘုဒ္ဓသနာတော်ကြီးကတော့မဖတ်စေလို့မရနိုင်အောင်ဘူးဖြစ်သွားပြီပဲလို့အဲ့လိုကိုသူကနောက်ပိုင်းကျန်နေလို့ရှိတယ်မှာလဲစေမြိုက်ချက်ထလာရင်စုလောဝါဆိုရင်ပိဇတ်တတိခန္ဓာကတရားနာကြမှာဒီယဟနာငါအကြောင်းမုတ်ချဖျားဟောလို့ ဟုတ်ပါတယ်ရောင်းတာပဲလေဟုတ်ပါတယ်ဗျာတတိခန္ဓာကဆိုနှစ်တရားချသွားပြီဟုတ်ပါတယ်ဗျာတကယ်တော့အလွန်ထင်ရှားတဲ့အရာတွေဖြစ်ပေမဲ့လည်းမျက်စိမိတ်ပြီးတော့ပြောဟောပါဗျာဟောပြောဟောနေပြောလို့မရတာဘလောက်အထိပြောလို့မရလဲဒီတရားဆစ်ချစ်တောင်ပြီးအခုဓမ္မပိရိဆရာကပြောရတဲ့အကြောင်းအရာကဒီကျမ်းစာတစ်ခုရဲ့ပေါ့နော်ဒီပါဠိတော်ဒီဖျားဟောဆိုတဲ့ပါဠိတော်ထဲမှာတွေ့ရတာနောက်ဆုံးမှာပါတဲ့အကြောင်းအရာတွေ အဲ့ဒီအကြောင်းအရာတွေကဘာတွေလဲဆိုရင်ဒါဖះမရှိတော့တဲ့နောက်ပိုင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒီအကြောင်းအရာတွေကဒီကျမ်းစာထဲမှာပါနေတယ်အဲ့ဒီကျမ်းစာကိုဒါဖះဟုတ်ဆိုပြီးတော့လက်ရှိသတ်မှတ်ထားကြတယ်အဲ့လိုပဲဒါဓမ္မပိဆရာတော်ကပြောသွားတာ38တောင်ပြည့်တဲ့ဒါတပြည့်လို့ဝင်ဒီတိတ်ခါပေါ်ထဲမှာတည့်ရပန်းတာလေနာနာတိတ်ခါပေါ်လည်းပါပြီဟုတ်ပါဗျာဒါဒီအကြောင်းတွေတက်လည်းမဟုတ်ဘူးနာနာနဲ့ဟုတ်ပါရက်စင်ရုပ်စင်စင်အဲ့တော့ ဘယ်လိုမှခွဲရလို့သင်္ကန်းလျှော့ရှုပ်သွားလို့ပြင်းရယူရတာလို့ပြောတာကိုဒီရောက်ရဆက်ရှိတောင်းဟုတ်တယ်ခင်ဗျာဖိတ်ပြတော်ခင်ဗျာပြောပြောခဲ့တယ်နော်တပည့်တော်တို့ပြောတတ်တယ်လို့ပြောရမယ်ခင်သူဘာသာရေးဆိုရတာကိုလည်းကွာ religion နေပါ religion ဆိုတာကိုအင်္ဂလိပ်လိုအနက်ပိပိတ္တကပြီးတော့ကိုယ်ကိုယ်စင်စင်မသိပါဘူးဒါပေမဲ့တပည့်တော်တော့အဓိပ္ပာယ်နဲ့ကဘယ်လိုမြင်လဲဆို religion ဆိုတာယုံကြည်မှုဆောက်တဲ့ဟာလို့ငါတို့ထေရဝါဒဗုဒ္ဓဘာသာလဲယုံကြည်မှုဆောက်တာယုံကြည်မှုဟာတိတ်အဖြစ်ကြီးတယ်ဘယ်တော့တော့အဲ့လိုကိုမြင်တော့တယ်အကျိုးနည်းတယ်လို့တောင်မပြောချင်ဘူးအကျိုးနည်းတယ်ဆိုနည်းနည်းတော့အကျိုးရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတာပေါ့ဗျာတိတ်အဖြစ်ကြီးတယ်လို့ယုံကြည်မှုဟာဘာဖြစ်လို့လဲဆိုရင်ကမ္ဘာပညာရှင်တွေပြောကြတယ်လူတွေအတွေ့အပြင်းနဲ့အတွေ့အပြင်းနဲ့ပြင်းမှာပေါ့ ုံကြည်မှုကတွေးတာကိုစီးဆုထားတဲ့ပြည်စီတွေယုံကြည်မှုများဖြစ်ပြီးဆိုရင်ဘာမှမတွေးနိုင်တော့ဘူးပြည်သူထောင်ထဲမွတ်စလင်တောင်းနေအတူတူမရဘူးအဲ့ဒီမွတ်စလင်ကပြောတယ်အတူကဘာပြောလဲဆိုတော့သူတို့ဒီတစ်ပင်ရဲ့အရွက်ကလေးတစ်ရွက်လှုပ်တာတောင်းမှာသူတို့ဘုရားသခင်ရဲ့အလိုတော်မပါဘဲနဲ့မလှုပ်နိုင်ဘူးလို့သူတို့ရဲ့ကုရားကနေပြီးတော့သူတို့ပြောထားတယ်အဲ့တော့ဘွာလို့တစ်ပင်တစ်ပင်ရဲ့အရွက်ကလေးလှုပ်တာတောင်းမှာ ဘုရားသခင်ရဲ့အလိုတော်မပါဘဲနဲ့မလုံနိုင်တော့ဘူးဆိုရင်ဒီသစ်ပင်ဘာကြောင့်လှုပ်တာလဲလို့မင်းပဲလို့လို့ပြေးမယ်လို့ဘယ်လီတိုက်လို့လှုပ်တာလားငလျင်လို့လို့လှုပ်တာလားဘုမို့တခြားအကောင်ကလောင်တွေတက်နေများနေလို့လှုပ်တာလားလို့ဆိုတာသစ်ပင်လို့ပြီးတော့မယ်လို့တကယ်တော့ဒါတို့ကတွေးရမှာလို့ဒီပင်လှုပ်တယ်ဘာကြောင့်လှုပ်တာလေတိုက်လို့လှုပ်တာလားအာကောင်ကလောင်တက်လို့လှုပ်တာလားဇိုးမြကြီးကလှုပ်လို့လှုပ်တာလားတွေးရမှာဘောလို့ အခုမနှုတ်ဘုရားသခင်ရဲ့လူတော်မှာပါပဲနဲ့မလုံနိုင်ဘူးစေသူ့ပဲလုတ်ပြီးတော့အဲ့တော့ဒီယုံကြည်မှုဟာအဋ္ဌဉာဏ်ဖြစ်ဖို့ရံအလွန်တားမြစ်တဲ့အရာပဲအဲ့တော့ဘုရားကလည်းပဲဒီယုံကြည်မှုကိုဒါမှန်ကန်တဲ့အရာတစ်ခုဖြစ်နေမယူဆဖို့ရံအတွက်အချိန်ကုန်ဘုရားကပြောခဲ့တယ်ပြောခဲ့ပြီမလို့ ကမင်းသာကံကိုယ်၎င်းကာမပလင်းသာကံကျိုးကို၎င်းတတဟိဒဝါယုံကြည်ပါကုန်ဖြစ်၍ဒေဝပူဇေမလူသားပါတဲ့ပူဇော်ပါတဲ့နဲ့ရှေ့ဟန်နေပြီးမလွဲချော်သွားအောင်ကိုချပေးနေဘုန်းကြီးကအလူတန်းလေးလုပ်ရင်ပေါ့ဗျာသူတို့ဟာသူတို့လူသားရဲ့ဖယောကမယ်ဖြစ်ပါမစို့လို့ဟောဘုန်းကြီးမပင်တာပဲနဲ့ဘုန်းကြီးပင်ရင်ဘုန်းကြီးပင်တာမဟုတ်ပဲနဲ့အကြောင်းကြားတာလောက်ဖြစ်နေတော့ဘုန်းကြီးကနေပြီးသူ့ကိစ္စကိုမလားသလိုမျိုးလို့လွဲချော်မှာစိုးလို့ဒုမို့သမဏတယောက်ကြမ်းကြိမ်နေဆိုရင် လူချမ်းကျိန်းနာကတကယ်ထိမိတဲ့အပိုင်းအရာအနေချော်သွားမှဆိုရင်လို့တကယ်ပညာရှိနေတဲ့တရားသူကြီးချုပ်တို့ဘာလို့ကနေပြီးတော့အဲသူ့ကိုတခါချမ်းကျိန်းလာကိုအရှက်နေချပေးရတာမျိုးလို့ပေါ့ဗျာဒီလိုလိုလူလာတန်းတာလည်းပဲအဲမလူတာမတန်းတာလို့ရှိရင်လွဲချော်ပြီးခါကနေမှဆိုရင်လို့ဆိုပြီးတော့ရှက်နေချပေးလွဲချော်နေမှဆိုရင်လို့ချပေးမှအလွဲချော်ကြီးချပေးတာပြောတော့ရတယ်ကောကမင်းစားကံကိုယ်လကောင်းကံမပရင်းစားကံကြိုလာတတဟိတော်ယုံကြည်ပါဦးသူဖြစ်ဘယ်လိုယုံနာတော့လို့နေတော့ ကံဆိုတာအကျိုးပေးတာအမှန်ပဲကွာလို့ပြောမှာဒါပြန်ကံမဖလားဘယ်လိုလုပ်ရောမှာလဲဟောဒီကံမဖလားဆိုတာဘာဘာကံမမလုပ်ခဲနဲ့ဖြစ်တာမဟုတ်ဘူးကွာကံလုပ်လို့ဖြစ်တာလို့ပြောမှာဒါအများကြီးဖြစ်သူတွေဒီတဲ့အများကြီးယုံတာဗောဒီလိုဘုရားဘာသာယုံနေဆိုတာဘာပါပဲလို့ပြောဖြစ်သူတွေကတကယ်ကိုအသက်ပေးပြောဖို့ယုံတာနော်အဲ့လိုဆိုရင်အယုံချင်းပြိုင်ရမယ်ဆိုရင်သူတို့ကတော့တအားအောင်ပါလို့ပြောနေ ။တကရင်ကနေဘလောက်လောက်ယုံနေလဲဗျာတို့ဘုရားသခင်။ခမင်းလေးတလုံးစားပါမယ်ဆိုရင်တော့ပါပဲ။ဘုရားသခင်ကျေးဇူးတော်ဆိုပြီးတင်ပြီးတကလာတို့စားကြရတယ်။ဘလောက်ယုံထားတယ်။လူတယောက်နဲ့တယောက်နှုတ်ဆက်တယ်။အာ good morning ဆိုပြီးနှုတ်ဆက်တယ်မနေ့သင်းလို့။ဒါပါတို့ဘုရားသခင်အယုံနဲ့နှုတ်ဆက်တာ။နှုတ်ဆက်ကြည့်ရဲ့အရှင်ကဘုရားသခင်ရဲ့ကျေးဇူးတော်ကဆောင်မမှုတွေကိုရရှိပြီးတကလာကောင်းမွန်တဲ့မနေ့ခင်ဖြစ်ပါသေးလို့ဆိုတာမျိုးအရှိကြီးလို့ပြောတယ်ခင်ဗျာ။ အဲ့ဒါကိုအခုကြမှာအတူချုပ်ပြီးတော့ good morning လို့ဖြစ်သွားတာတဲ့အခုကြတော့ခွတ်တော်မပါတော့ morning နဲ့ဆိုတာမျိုးဖြစ်နေပြီလို့ဆိုတော့ဟုတ်တရားပါခင်ဗျာတော့ဒီပြားလို့အမေရိကန်လို့ hi လို့ morning လို့ဖြစ်တယ် hi morning လို့ဖြစ်သွားတယ်အဲကြီးတော့အောင်ခင်ဗျာဒီကတော့ဘယ်လဲပဲတောင်းပြရတာဖြစ်သွားပြီခင်ဗျာဒါအဲ့တော့ဇူလိုတာကတော့သူတို့ဘယ်လောက်ယုံနေလဲဘယ်တားယုံခဲ့တာပေါ့နော်အခုဇေဂေဒီနေပြားဖြစ်တဲ့နိုင်ငံနေပေါ့နော်သိယုံတာလို့အကြောင်းတွေ အဲဒီဖင်လန်တို့ဘာလို့ဆိုတာဒီပေါ့အခုဆိုရင်တော့ဘာသာမဲ့တွေဟာအဲဒီ60ရာခိုင်နှုန်းဖင်လန်တို့မှာပေါ်လွန်မို့တော့60ရာခိုင်နှုန်းတော့တော့တော့ဘာသာမဲ့တွေစီရီဆို60ရာခိုင်နှုန်းတော့ရှိ80ရာခိုင်နှုန်းတော့ကဲကြီးသောအောင်တော့ဗျာဒါတားဖြစ်သွားပြီကဒီဘာသာမဲ့တွေတော့သိယုံနေသူကယုံနေတဲ့အတိုင်းမဖြစ်လာတော့ဘူးဆိုတော့သိယုံမဲ့သွားတာလို့ပြောတာကြာနော်ဟုတ် ။အခုလောက်ဆိုရင်ဒါအထကရာဆိုတဲ့ကျမ်းစာတွေပေါ်မှာထေရဝါဒရဲ့အမြင်နဲ့ပြိဿုပံကမ္မဝါဒရဲ့အမြင်ကိုဒါနားလည်လောက်ပြီပေါ့နော်။အဓိကကတော့ဒီအမြင်တစ်ခုကဘာကြောင့်ကွာခြားသလဲဆိုရင်ကျွန်တော်ရှိမှလည်းပြောခဲ့ပြီးပြီ။ဒီကျမ်းစာတွေကိုရေးတဲ့ပုဂ္ဂိုလ်ရဲ့ဒီရဟန္တာဖြစ်ခြင်းမဖြစ်ခြင်းပေါ့နော်။အဲ့ဒီပေါ်မှာဒါကွာခြားသွားတယ်ဒီဗီဒီယိုကိုဆုံးထိကြည့်ကျင်နေဆိုရင်တော့ကျင်ညာနာနဲ့ဓမ္မဗီဒီဆရာတော်တို့ရဲ့ဆွေးနွေးမှုဆိုပြီးတော့အပိုင်းနှစ်ပိုင်းတင်ထားတယ်ကျွန်တော် channel ထဲမှာပေါ့နော်အဲ့ဒါကိုရှာပြီးတော့ကြည့်လိုက်လို့ရပါတယ်